ပြည်ပသို့ကျွမ်းကျင်မြန်မာလုံသားအဖြစ်မိမိရဲ့အစီအစဉ်ဖြစ်သွားရောက်ရန်ရှောက်ထောင်းမှုကိုဧပြီ22ရက်တွင်စတင်လက်ခံသွားမည်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ပြည်ပနိုင်ငံတွေကိုကျွမ်းကျင်မြန်မာလုံသားအဖြစ်မိမိရဲ့အစီအစဉ်နဲ့တွားရောက်ဖို့ရှောက်ထားမှုတွေကိုလာမယ့်ဧပြီ22ရက်မှာစတင်လက်ခံသွားမယ်လို့လုံသမဝန်ကြီးဌာနမှသိရပါတယ်။မိမိရဲ့အစီအစဉ်နဲ့တွားရောက်ဖို့ရှောက်ထားရမှာတ မှန်ထားတဲ့ဆောက်ရွက်စာတမ်းတွေပြည်စုံစွာအတင်ပြရန်လိုပြီးပြည်ဝင်ခွင့်အလုပ်ဗီဇာအပြင်ဂျပန်နိုင်ငံသို့သွားရောက်မည်ဆိုပါကကျွမ်းကျင်ဗီဇာမိတ်ထူစင်ကာပူနိုင်ငံသို့သွားရောက်မည်ဆိုပါကလစာ1200နှစ်အထက် IPA လက်ထာထုံးမဟုတ် SPS IPA လက်ထာမိတ်ထူတွေအတင်ပြဖို့လိုအပ်တယ်လို့သိရပါတယ် မိမိအစီအစဉ်နဲ့ကျွမ်းကျင်မြမလုံသားအဖြစ်တွားလျှောက်လုံခြုံနိုင်ရေးအတွက် OWIC ကပြုလုပ်ခွင့်ပြုရန်လုံသမောင်းဝန်ကြီးဌာနသို့လျှောက်ထားပြီးတဲ့လျှောက်လွှာတွေကိုလည်းမှတ်ပုံတင်ထားတဲ့ဦးစားပေးအစဉ်အတိုင်းဧပြီ22ရက်ကစတင်ပြီးစီစစ်ခွင့်ပြုသွားမယ်လို့ဆိုပါတယ်ဒီလိုစီစစ်ခွင့်ပြုရမှာစစ်မှုထမ်းရန်စိတ်ခေါ်ခြင်းခံရပါခပြန်လာမည်ဖြစ်ကြောင်းဂတိခံဝန်ချက်ဝင်ငွေခိုးနှစ်ရာခိုင်နှုန်းပေးဆောင်မည်ဂတိခံဝန်ချက် ်မိသားစုလွှဲပိုးငွေ25ရာခိုင်နှုန်းကိုတရားဝင်ငွေလွှဲစနစ်နဲ့လွှဲပိုးမည်ကတိခံဝန်ချက်တွေကို OWIC တာဝန်ခံအရာရှိထံလက်မှတ်ရေးထိုးပြီး OWIC ကထုတ်ပေးသွားမယ်လို့သိရပါတယ်ရှင်။